တအန်းတပ်ဖွဲ့ DNL အနေနဲ့ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးနိုင်ငံရေးမှာအတူတကွဆွေးနွေးဖို့ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကတိုက်တွန်းလိုက်ပါတယ်ခွန်ဗတာကပေးပို့ထားပါတယ်ခင်ဗျာတရှိပဋိပက္ခတဲ့ဖြစ်ပွားနေတဲ့ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS SSC နဲ့တအန်းတပ်ဖွဲ့ TNL အရေးကိစ္စနဲ့ပတ်သက်ပြီးဝန်ကြီးဦးအောင်မင်းရဲ့အဖွဲ့နဲ့ RCSS အဖွဲ့ကောင်ဆောင်တွေဖေဖော်ဝါရီလ22ရက်နေ့ကထိုင်းနိုင်ငံချင်းမိုင်မြို့မှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်တန်တပ်ဖွဲ့နဲ့ရှမ်းတမ်း.တောင်ပိုင်းအဖွဲ့တွေဟာ လက်ရှိမှာနယ်မြေပြဿနာနဲ့တိုက်ပွဲတွေဖြစ်ပွားနေတာပါဒီကိစ္စနဲ့ပတ်သက်ပြီးရှမ်းတောင်ပိုင်း RCS အနေနဲ့တန်းတပ်ဖွဲ့ TNLA အကောင့်ဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးဖို့ကြိုဆိုတယ်လို့ပြောပါတယ် RCS အနေနဲ့ကတော့ကျွန်တော်ရှေ့ညချင်းလုပ်ငန်းစဉ်မှာကျွန်တော်ဘလူးဆက်လက်ပြီးတော့လက်တွဲပြီးတော့လှုပ်ဆောင်သွားကြမယ်အချက်တစ်ချက်ပြီးတော့ကျွန်တော် TNLA နဲ့ပတ်သက်ပြီးတော့ရောကျွန်တော်တို့အနေနဲ့ကတော့ကျွန်တော်အတူတကွာဝိုင်းဝန်းလက်တွဲပြီးတော့ MCA မှာလက်မှတ်ရေးထိုးမယ် အဲကျွန်တော်နိုင်ငံရေးမှာအတူတူကဆွေးနွေးပြီးတော့ကျွန်တော်ရှမ်းပြည်အတွက်တိုးတက်ရေးအတွက်ဝိုင်းဝန်းလှုပ်ဆောင်ဖို့ဆန္ဒရှိပါတယ်။တန်အတပ်ဖွဲ့ဟာညညွတ်တော်တိုင်းရင်းသားလူမျိုးများ Federal Council အဖွဲ့ဝင်ဖြစ်တယ်လို့အစိုးရနဲ့အပြစ်ရလက်မှတ်မထိုးသေးတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ရှမ်းတောင်ပိုင်းတမ်တော်ကတော့အစိုးရနဲ့အပြစ်ရလက်မှတ်ရေးထိုးထားတဲ့ရှစ်ဖွဲ့အထက်မှာပါဝင်ပါတယ်။ဒါကြောင့်ဝင်ကြီးဦးအောင်မင်းဘက်ကတော့ RCSF နဲ့ TNL ပဋိပက္ခကိစ္စနဲ့ပတ်သက်ပြီးအကြံပြုနိုင်ဖို့ဆွေးနွေးခဲ့တယ်လို့လူအရင်တော့ဝင်ကူပေးမယ်လို့ပြောပါတယ်။ ဟိုကျွန်တော်ဆိုလိုတာကတော့ RCSS နဲ့ DLN နေနဲ့နှစ်ဦးတည်းသူ့အတူညှိလို့ပြည်လဲသွားရင်လည်းကောက်တော့ပါပဲကျွန်တော်တို့ဆိုလိုတာကတော့ပြိပခါတွေရွှေချနိုင်မှုပါပဲတကယ်လို့အဲ့လိုအခက်အခဲရှိနေရင်တော့ဂျားမာပါတယ်အခုဆို SSPB တို့ဘာလို့လို့မျိုးတွေပဲပါတာရှိပါတယ်ဒါခုနကတော့ RCSS အနေနဲ့ကြာတော့လေပြည်တော်စုအစိုးရနဲ့လုပ်နေတာလင်းနှစ်ခွဲရှိတဲ့အတွက်သူတို့မှလည်းယုံကြည်မှုတွေဒါရှိတာပါပဲဒါပေမဲ့အခုကတော့ကျွန်တော်တို့ကအခုမှစ တော့ဆွေးနွေးတာဖြစ်တဲ့အတွက်မြ мян ဆွေးနွေးနေပြီမြ мян အပြည့်ထွက်တဲ့ဖို့တော့မျောလင့်နေဒါပေမဲ့ဘလို့ပုံစံဆွေးနွေးတာတော့တက်ဆင်ရန်ကာကံရှင်နေရပဲဆုံးဖြတ်ရမှာဖြစ်တယ်ကျွန်တော်တို့ကတော့လူမပဲကုမယ်ဆိုတဲ့သဘောပါပဲလိုအပ်တာလည်းရှိရင်တော့လည်းကျွန်တော်တို့ဝိုင်းကူပါမယ်ဆိုတဲ့သဘောပါတွေ့ဆုံပွဲမှာပြည်ထောင်စုညင်ချိုင်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဘက်ကဝန်ကြီးဦးအောင်မင်း ASSF ဘက်ကတူပူချုပ်ကြီးရွက်စစ်တက်ရောက်ခဲ့ပါတယ်။တားပြင်ဝန်ကြီးဦးအောင်မင်းရဲ့အဖွဲ့ဟာတနင်္ဂနွေနေ့ပြစ်ခတ်ရဆယ်ရေးစာချုပ်မှာလက်မရေးမထိုးသေးတဲ့ UNFC တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။မြန်မာညင်းချမ်းရေးစင်တာဘက်ကဦးလက်မောင်ရွှေကတော့အစိုးရတည်ရဲ့မူ policy ကိုမတိရသေးတဲ့အပေါ်မှာရှစ်လုံး၅စင်တိအတွက်ကြုံမပြောနိုင်သေးကြောင်း MPC အနေနဲ့တော့အမျိုးသားရင်ကြားစည်ရင်းနဲ့ညင်းချမ်းရေးလုံး၅စင်တိဆောင်ရွက်တဲ့နေရာမှာရှိနိုင်ဖို့ရည်ရွယ်ထားတယ်လို့ပြောပါတယ်။ကျန်တဲ့ခွန်ပါတာပါ။